အလုံးပဲမင်္ဂလာပါတရုတ်ပြည်မှာနေထိုင်တဲ့မခတာခေါ်မအိရွှေစင်ကျော်နဲ့သာသမီများတစုကတဦးထဲအလှရှင်ဖြစ်ဦးစင်သတင်းသုံးတဲ့ဓမ္မဒုက္ခကျောင်းတိုက်မှာငကယုံဖျားတစုကိုတီထားလှူဒန်းပေးပါတယ်ငကယုံဖျားဤပုံစံမှာတော့ဒီပုံစံအတိုင်းပဲဖြစ်ပါတယ်ဖျားတီတဲ့ပုဂ္ဂိုလ်တွေဟာကောင်းကျိုး28မျိုးရရှိစေပါတယ်အဲ့ဒီကောင်းကျိုး28မျိုးကဘာတွေလဲဆိုရင်၁ မသိမဒေတာ၌သာဖြစ်ရခြင်းနှင့်မြတ်သောယောက်ျားဘဝကိုသာရစေခြင်း၃ဣန္ဒြေချွတ်တဲမှုမဖြစ်ခြင်း၄အပယ်၄ပါးသို့မလာရခြင်း၅ဒွန်စန္ဒာအမျိုး၌မဖြစ်ရခြင်း၆ကျွံအမျိုး၌မဖြစ်ရခြင်း၇ခနှစ်လောကန္တရိတ်ငရဲ၌မဖြစ်ရခြင်း၈၆ရုပ်မာသောအမျိုး၌မဖြစ်ရခြင်း၉ဘုံတကိုကြည်မာခြင်း၁၀ရွှေအစင်းကဲ့သို့အစင်းလှခြင်း၁၁မြင်းသူအပေါင်းတို့ချစ်ခင်ခြင်း ၁၂ကောင်းသောလက်လာဘပေါ်များခြင်း၁၃ကြည်ကြဗန္ဓာပြည့်စုံခြင်း၁၄ကျွေးနွားစင်မြင်ရွှေငွေရတနာများပြည့်စုံခြင်း၁၅ဉာဏ်စီဓမြပြည့်စုံခြင်း၁၆နံမင်းကြီးဖြစ်ရခြင်း၁၇တရားမင်းအကျင့်တထောင်ဖြစ်ရခြင်း၁၈စကြဝဠာမင်းအကျင့်တထောင်ဖြစ်ရခြင်း၁၉ပရိသေတမင်းအဖြစ်ကို မရေမတွက်နိုင်အောင်ရရှိခြင်း၂၀ဖျားစုကိုရနိုင်ခြင်း 21ပိစေကဗုဒ္ဓစုကိုရနိုင်ခြင်း22တာဝကစုကိုရနိုင်ခြင်း23မင်းပုံနာမြတ်သောအမျိုး၌သာဖြစ်ရခြင်း24ရုံညံ့တိမ်ပြင်းသောအမျိုး၌မဖြစ်ရခြင်း25အချမ်းရံပေါ်များခြင်း26တက်ရှိအာကြီးပညာရဲရင်အကြမ်းမြင့်များ၍ထက်မြက်လျက်ချစ်ဖွယ်သော ရုပ်အစင်းရှိခြင်း29တန်တရာ၌ကျင်လည်ရသည်ရှိသောမနှိုင်းရှင်အပ်သော စီးစိမ်ချမ်းသာတို့ကိုရရှိခြင်း 28နိဗ္ဗာန်ရွှေပြည်သို့ရောက်ရခြင်းဆိုတဲ့ကောင်းကျိုး28မျိုးပဲဖြစ်ပါတယ်။မခတ်တာခေါ်မဲ့ဤရွှေစင်ကျော်နှင့်သာသမီများတစုသည်ယခုဖော်ပြပါဖရားတရားသောကောင်းကျိုး28မျိုးကို ရရှိပါစေလို့ဆုတောင်းပတနာပြုလိုက်ပါတယ်။အရှင်ဖရားတပည့်တော်မေထာတာလေးကို ပြန်လည်ဖြေချပေးပါဦးဖရားတတူးထိုးထားလျင်ယဟန်ဝဲလို့ရနိုင်ပါသလားဖရားတဲ့။ ယဟန်လောင်းတွေကိုမေးစီစစ်တဲ့အန်ဒရယ်73ချက်ဆိုတာရှိပါတယ်။အဲ့ဒီအန်ဒရယ်73ချက်ကဘာတွေလဲဆိုရင်1အနာကြီး၅မျိုးကင်းလွတ်တော်သူ ဖြစ်ပါ၏လော2လူသားစင်စစ်ဖြစ်ပါ၏လော3ယောက်ျားစင်စစ်ဖြစ်ပါ၏လော4ကြွေးကင်းတော်သူဖြစ်ပါ၏လော5သူ့ကြုံအဖြစ်မှလွတ်ကင်းပါ၏လော6မင်းခါစားယောက်ျားအဖြစ်မှလွတ်ကင်းပါ၏လော9အမိခွင့်ပြုတော်သူ ဖြစ်ပါ၏လော10အဖခွင့်ပြုတော်သူဖြစ်ပါ၏လော11 ကိုတပိတ်ပြည့်စုံတော်သူ ဖြစ်ပါ၏လောတဆယ်တင်ကန်းပြည့်စုံတော်သူ ဖြစ်ပါ၏လောစတိအသက်20ပြည့်တော်သူဖြစ်ပါ၏လောစနှစ်တင်းဤအမိအဘယ်မိရှိပါသနည်းစသုံးတင်းဤဥပိ္ပဇေဆရာအမိအဘယ်မိရှိပါသနည်းတို့ပဲဖြစ်ပါတယ်ထိုအန္တရယ်စသုံးချက်ထဲမှာတတူးနဲ့ပတ်သက်တာမပါပါဘူးเนาะနောက်ပြီးယဟန်မခံထိုက်တဲ့ပုဂ္ဂိုလ်73ယောက်ဆိုတာရှိပါသေးတယ်အဲ့ဒီပုဂ္ဂိုလ်73ယောက်ကဘယ်သူတွေလဲဆိုရင် ၁အသက်20မပြည့်သောသူ၂ပါရာဇိကကြာပြီးသောသူ၃ပန္ဒကပန်ဒုတ်၄ထေရတန်ဝတကယဟန်အသွင်ကိုခိုး၍ယဟန်များနှင့်ပေါင်းသင်းနေထိုင်သူ၅တိဋ္ဌိယပကံတက်ကတိဋ္ဌိအယူသို့ပြောင်းသူ၆တိရိဇာနတရိษံ၇မာတုဂါရကအမိကိုတတ်သောသူ၈ပိတုဂါရကအဖကိုတတ်သောသူ၉အရဟန္တဂါရကယဟန္တာကိုတတ်သောသူ၁ တဆယ်လောဟိတုပ်ပါဒကဖျားရှင်အားသွေးစိမ့်တီအောင်ပြုသောသူ7တန်ခဗေရကတန်ခခိုင်းကို ခွဲသောသူ7ဘိက္ခုနီဒုဒကဘိက္ခုနီမကို ဖြစ်စည်းသောသူ73ဥပဒောပြင်ဇနကလိမ့်နှလိမ့်ရှိသောသူတို့ဖြစ်ပါれထိုယဟန်မခန့်ထိုက်သူ ပုဂ္ဂိုလ်73ယောက်ထဲမှာလည်းပဲတတူးနဲ့ပတ်သက်တာမပါပါဘူးเนาะယဟန်လောင်းတွေကိုမိတ်စီစစ်တဲ့အန်ဒရယ်73ချက်ထဲမှာလည်းတတူးနဲ့ပတ်သက်တာမပါသလို့ ယဟန်မခံထိုက်တဲ့ပုဂ္ဂိုလ်73ယောက်ထဲမှာလဲတတူးနဲ့ပတ်သက်တာမပါတဲ့အတွက်တတူးထိုးထားတဲ့တကားတွေယဟန်ခံလို့ရပါတယ်သို့တော်လည်းပဲတတူးကြီးနဲ့ယဟန်ခံမယ်ဆိုရင်ယဟန်ဘဝရောက်တဲ့အခါမှာတတူးကြီးနဲ့ဖြစ်နေတဲ့အတွက်သိပြီးတော့ကြီးညိုစရာအသွင်ရှိမှာတော့မဟုတ်ပါဘူးเนาะဒါကြောင့်တတူးမထိုးရသေးတဲ့တကားများတတူးထိုးတော့မယ်ဆိုရင်မထိုးခင်မှာတည်တည်ချာချာစဉ်းစားပြီးမှထိုးပါလို့ပြောချင်ပါတယ် အရှင်ဖရအိမ်မှာအိမ်တွင်းနဲ့မရှိပဲနေလို့ရပါသလားဖရမသိလို့ပါတဲ့နတ်ဆိုတာကိုအရင်ပြောမယ်နော်နတ်ဆိုတာနာထဆိုတဲ့ပါဠိကလာတယ်လို့ဝဟာရလိနတ်ထဒီပဏီကျမ်းမှာဆိုပါတယ်နာထဆိုတဲ့အတိတ်ဘယ်ကကိုးကွယ်ရာအာထာရာလို့အတိတ်ဘယ်ရပါတယ်နတ်က၃မျိုးရှိပါတယ်နတ်၃မျိုးကဘာတွေလဲဆိုရင်၁ဖရပစ္စေကဗုဒ္ဓါ ယဟန္တာများဖြစ်ကြသည့်ဝိသုဒ္ဓိနတ်နှင့်နတ်ပြည်6ထက်နှင့်မြမဘုံ20၌ဖြစ်ကြသည့်ဥပပတ္တိနတ်3ရှင်ဘယင်မိဘရစတဲ့သမုဒ္ဓိနတ်တို့ပဲဖြစ်ပါတယ်ဖော်ပြပါနတ်3မျိုးထဲမှာဖရာပစ္စေကဗုဒ္ဓယဟန္တာများဖြစ်ကြသည့်ဝိသုဒ္ဓိနတ်များကိုတော့ကိုယ်လဲကိုယ်ွယ်ကောင်းပါတယ်အားလဲအားထားကောင်းပါတယ်ဥပပတ္တိနတ်နဲ့သမုဒ္ဓိနတ်တို့ကိုတော့မကိုယ်ွယ်ကောင်းပါဘူးအားထားလို့တော့ရပါတယ် အဆိုပါနတ်သုံးမျိုးထဲမှာအိမ်တွင်းနတ်တို့ကိုကြီးကျော်တို့မနှဲလေးတို့ဥရှင်ကြီးတို့မြင်းဖြူရှင်တို့စတဲ့ပုံကိုယ်တွေမပါပါဘူးเนาะဘာကြောင့်မပါတာလဲဆိုရင်နတ်မဟုတ်လို့ပဲဖြစ်ပါတယ်နတ်မဟုတ်ရင်ပါတယ်လေဝိမာနိကပြိတာတွေပဲဖြစ်ပါတယ်ဝိမာနိကပြိတာတွေကိုဂိုင်းဆရာတချို့ကနတ်ဆိုတဲ့အမိတက်လိုက်တဲ့အခါမှာဗုဒ္ဓဘာသာဝင် တချို့ကမျက်စိလဲသွားကြတာဖြစ်ပါတယ်ဒါကြောင့် အိမ်တွင်းနတ်တို့ကိုကြီးကျော်တို့မနှဲလေးတို့မြင်းဖြူရှင်တို့ဥရှင်ကြီးတို့စတဲ့ပုံကိုယ်တွေဟာနတ်မဟုတ်ပါဘူးဝေမာဏိကပြိတာတွေပဲဖြစ်ပါတယ်အဲ့ဒီလိုဝေမာဏိကပြိတာတွေကိုအိမ်မှာထားပြီးကိုးကွယ်စရာမလိုပါဘူးနော်အိမ်မှာထားပြီးတော့ကိုးကွယ်မယ်ဆိုရင်တရဏဂုံပြတ်တက်ပါတယ်ဘာကြောင့်လဲဆိုရင် သူတို့တွေမှာကိုးကွယ်ခံထိုက်တဲ့ဂုံမရှိလို့ပဲဖြစ်ပါတယ်ဒါကြောင့်အိမ်မှာထားစရာမလိုပါဘူးနော် ီလိုပြောလို့တချို့ကရှေးထုံးကိုပယ်တယ်ဆိုပြီးပြောကောင်းပြောကြပါလိမ့်မယ်ရှေးထုံးဆိုတဲ့နေရာမှာကောင်းကျိုးဖြစ်တဲ့ရှေးထုံးဆိုရင်တော့မပယ်ဘဲထားရမှာဖြစ်ပါတယ်ကောင်းကျိုးမပေးတဲ့ရှေးထုံးဆိုရင်တော့ပယ်သိမ့်ကပယ်ရမှာဖြစ်ပါတယ်เนาะအဲ့ဒါလေးကိုတော့သိထားဖို့လိုပါတယ်မန်းကစာသားရှည်နေလို့ဖတ်မပြတော့ပါဘူးเนาะတခါတုန်းကရွာတရွာမှာတခါတယောက်ကရွာဦးเจ้าကိုသွားပြီးတော့ ယဟန်တပါလောက်ဆွမ်းစားသွားပြင်ပါတယ်။ကျောင်းကိုရောက်တဲ့အခါမှာကျောင်းထိုင်ဆရာတော်ကဘလို့လျှောက်တယ်လဲဆိုရင်အရှင်ဖုရားအပြေကင်းပြီးအဘတ်လွတ်တဲ့ကိုတော်တပါလောက်ဆွမ်းစားထည့်ပေးပါဆိုပြီးလျှောက်ပါတယ်။အဲ့ဒီအခါမှာဘုန်းကြီးကအေးတကကြီးရေဦးစင်းတို့သာသနာတော်မှာအပြေကင်းပြီးအဘတ်လွတ်တာဆိုလို့မြတ်စွာဘုရားပဲရှိတယ်။ဥထုဇဉ်တွေကတော့လုံးဝအပြေမကင်းဘူး။တကတော်ကအပြေကင်းပြီးအဘတ်လွတ်တဲ့ကိုတော်ကိုသာတင့်ကျင်တယ်ဆိုရင်ခေါင်းရင်းမှာကိုးကွယ်ထားတဲ့ ရုပ်ပွားတော်ကိုသာပင့်သွားပါဆိုပြီးပြောပါတယ်။တကားကြီးလည်းပဲဖုန်ကြီးပြောတာကိုသဘောပေါက်ပြီးသူမှမှန်သိတဲ့အတွက်မှန်လားပါတင့်တော်မဲ့ကိုတော်တပားကိုသာထည့်ပေးပါဆိုပြီးဖုန်ကြီးထည့်ပေးလိုက်တဲ့ကိုတော်ကိုသာပင့်သွားပါတယ်။နော်။ပြောကျင်တာကပုထုဇဉ်မှန်ရင်ဘသူမှအပြစ်မကင်းဘူး။အပြစ်နဲတာနဲ့များတာပဲကွာတယ်နော်။စင်လုံးကျော်အပြစ်ကင်းဖို့ဆိုတာတော့လုံးဝမဖြစ်နိုင်ဘူး။ဘာကြောင့်လဲပုထုဇဉ်တွေ ဖြစ်လို့ပါ။တိလရှင်ဆရာလေးတွေဆိုတာလေပုထုဇဉ်တွေပါနော်။ အဲ့ဒီလိုပုထုဇဉ်တွေဖြစ်တဲ့အတွက်စင်လုံးချောအပြစ်ကင်းဖို့ဆိုတာလုံးဝမဖြစ်နိုင်ဘူးတိလရှင်ဆရာလေးတွေကမပြောနဲ့အခုတကာတော်ကိုပဲကြည်ပါတကာတော်ဦးစင်းကိုမှန်တာဘယ်လိုမှန်တာလဲအရှင်ဖျားကိုလည်းမေးပါဦးမယ်တဲ့နော်တကာတော်ကြီးစကားပြောမတတ်ရင်ဆဲတယ်လို့ပဲဆိုတဲ့သကပုံရှိတယ်နော်တကယ်တမ်းရှောက်ရမှာကအရှင်ဖျားအရှင်ဖျားကိုတပိတော့မင်းမြန်းရှောက်ထားပါဦးမယ်ဖျားလို့တုံးရမှာနော် တကားတော့ကိုယ်တိုင်ကတော့အပြစ်မကင်းတာဟိုတီလာရှင်တွေအပြစ်ကင်းဖို့ဆိုတာဘယ်လိုလုပ်ဖြစ်နိုင်မလို့နည်းနည်းစဉ်းစားကြည့်ပါနော်တီလာရှင်တွေစောင့်ထိန်တဲ့၈ပါး၉ပါးအဲ့ဒီတီလာတွေကိုလုံတာမလုံတာသာထားနော်သူတို့ရဲ့အသွင်ပြင်ကိုကြည့်လိုက်ပါခေါင်းပေါ်ကသပင်ကိုရိတ်ပယ်ထားပါတယ်အမျိုးသမီးတွေဟာသပင်ကိုအရန်တံပိုးထားပါတယ်အမျိုးသမီးတွေကသပင်ကိုရိတ်ပယ်လိုက်တဲ့အခါမှာ ဲ့ဒီသဘင်ရိပ်ပယ်ထားတဲ့အမျိုးသမီးကိုအမျိုးသားတွေကမြင်လို့ဘာမှမခံစားရပေမဲ့သဘင်ကိုတန်ဖိုးထားတဲ့အမျိုးသမီးကတော့သူ့ဘဝတစ်ခုလုံးဆုံးရှုံးသွားတယ်လို့သဘောထားတယ်နော်အဲ့ဒီလောက်ထိသဘင်ပေါ်မှာတတ်မှတ်ပါတယ်အဲ့ဒီလိုသူတို့တန်ဖိုးထားတဲ့သဘင်ကိုစွန့်လွတ်ပြီးတော့ဖန်ရည်စွန့်တဲ့အဝတ်ကိုဝေရတာနည်းတဲ့တတိလားဟင်အဲ့ဒီတစ်ချက်ထဲနဲ့တင်ကြီးညိုစရာကောင်းနေပါပြီနော်ဒါကြောင့်ဦးစင်းပြောချင်တာကလေသူတို့ဘာအပြစ်ကိုလိုက်မကြည့်ပါနဲ့ ကိုယ့်အပြစ်ကိုကိုကြည့်ပါဖရာယဟန္တာတွေဟာကိုယ့်အပြစ်ကိုကိုကြည့်ပြီးကိုယ့်ကိုယ်ကိုဆုံးမလို့နိဗ္ဗာန်ရောက်သွားကြတာဖြစ်ပါတယ်တခါတော့လဲကိုယ့်အပြစ်ကိုရှုပြီးနိဗ္ဗာန်ရောက်အောင်ကြိုးစားပါလို့ပြောကြင်ပါတယ်နော်မေတ္တာတုတ်တို့ပဋ္ဌာန်းတို့ရွတ်တဲ့အခါပါဠိလိုမဟုတ်ပဲမြန်မာလိုရွတ်လို့ရပါသလားဖရာပါဠိလိုရွတ်တာနဲ့မြန်မာလိုရွတ်တာဘယ်အရာကပိုကောင်းပါသလဲဖရာတဲ့တချို့ကပြောတယ်ဖရာဟောပါဠိတော်တွေကိုရွတ်တဲ့အခါမှာ အနတ်အဓိပ္ပာယ်မတည်ဘဲနဲ့ရွတ်ရင်ကုသိုလ်မရဘူးတဲ့မှားပါတယ်နော်အနတ်အဓိပ္ပာယ်မတည်ဘဲရွတ်လေကုသိုလ်ကတော့ရပါတယ်အနတ်အဓိပ္ပာယ်မတည်ဘဲရွတ်တာဘာကြောင့်ကုသိုလ်ရရတယ်လဲဆိုရင်အနတ်အဓိပ္ပာယ်မတည်တော့လဲပဲဒီပါဠိတော်တွေဟာဖရာဟောတရားတော်တွေဖြစ်တယ်ဆိုတဲ့အသိနဲ့ရွတ်လို့ကုသိုလ်ရခြင်းဖြစ်ပါတယ်ဖရာဟောပါဠိတော်တွေကိုမြန်မာလိုရွတ်လို့လည်းရပါတယ်မြန်မာလိုရွတ်တာနဲ့ပါဠိလိုရွတ်တာဘယ်အရာကပိုကောင်းတယ်လဲဆိုရင် ပါဠိလိုပဲရွတ်မယ်ဆိုရင်ကုသိုလ်ပဲရပါတယ်မြန်မာလိုရွတ်မယ်ဆိုရင်ကုသိုလ်ရောပညာပါနှစ်ခုစလုံးရပါတယ်ဒါကြောင့်မြန်မာလိုရွတ်တာကပိုပြီးကောင်းပါတယ်အရှင်ဖေယပိဋကတ်၃ပုံစောင့်တာသူရတတိမေတော်ဆိုတာ ဟုတ်ပါသလားဖေယဖြေးချပေးပါဖေယတဲ့သူရတတိမေတော်ဆိုတာစိတ်ကူးကနေပေါ်ပေါက်လာတဲ့အရာပါ ဖေယဟောကြားအခိုင်အမာ ရှိတဲ့အရာမဟုတ်ပါဘူးเนาะ သူရတတိမေတော်အကြောင်းကိုအပြည့်အစုံသိကျင်တယ်ဆိုရင်တီတကူဆရာတော်ကြီးဟောကြားတဲ့38မင်းနဲ့ဘိုးတော်မေတော်များအကြောင်းဆိုတဲ့တရားကိုရှာပြီးနာကြည့်ပါ အပြည့်အစုံသိရပါလိမ့်မယ်နော်ပฏิပတ်ဆိုတဲ့ကျင့်စဉ်ဟာပုတ်ဝီနီအဘိဓမ္မာဆိုတဲ့ပိဋကတ်သုံးပုံအပေါ်ကိုမှီပါတယ်ပုတ်ဝီနီအဘိဓမ္မာဆိုတဲ့ပိဋကတ်သုံးပုံကွဲပြီးဆိုတာနဲ့ပฏิပတ်တိကျင့်စဉ်တွေကွဲပါပြီနော် အဆိုပါတုတ်ဝီနီအဘိဓမ္မာဆိုတဲ့ပိဋကတ်သုံးပုံကိုမြတ်စွာဘုရားပြိဋိနိဗ္ဗာန်စံပြီးတဲ့နောက်ပိုင်းကနေစပြီးနှစ်ပေါင်း2500ကျော်တိုင်တိုင်းထိမ့်သိမ်းဆောက်ရှောက်ပြီးတော့လက်ဆင့်ကမ်းတည်ဆောင်လာတာဟာယဟန်တန်ဃာတော်တွေပဲဖြစ်ပါတယ်အဲ့ဒါကိုနားမလည်ပဲနဲ့ပိဋကတ်သုံးပုံကိုသူရတတိမေတော်စောင့်တယ်လို့ပြောလိုက်ရင်တန်ဃာတော်တွေရဲ့ကျေးဇူးကိုပယ်ချရာရောက်ပါတယ်ဒါကြောင့်ပြောကြင်တာက ပြိကက်၃ပုံကိုစောင့်တယ်ဆိုတာဟာသူရတတိမေတော်စောင့်တာမဟုတ်ပါဘူးဖះရှင်ရဲ့သားတော်များဖြစ်ကြတဲ့ယဟန်တန်ဃာတော်များကစောင့်တာဖြစ်ပါတယ်အရှင်ဖះတပည့်တော်မသိလို့ပါဖះကိုရင်ကိုတက္ကမကမသိလို့ဥသိန်းလို့ခေါ်တာအပြစ်ရှိပါသလားဖះတဲ့ယဟန်တွေမှာပါရာဇိက၄ပါးရှိတယ်လို့ကိုရင်တွေမှာလည်းပါရာဇိက၄ပါးရှိပါတယ် ကိုရင်ပါရာစီက၄ပါးကဘာတွေလဲဆိုရင်၁ဒိင်္ဂထေနကဥပိ္ပစေဆရာ မရှိပဲမိမိဘာသာဝိချင်း၂တန်ဝါသထေနကကိုရင်ဖြစ်ပါလျက်နဲ့ယဟန်အသွင်ဟန်ဆောင်ပြီးယဟန်များနှင့်အတူနေ၍ယဟန်များနှင့်ကံကြီးကံငယ်ဆောင်ခြင်း၃ဥပယက်ထေနကမိမိဘာသာလဲသင်္ကန်းကိုဝတ်၍ယဟန်များနှင့်အတူနေပြီးယဟန်များနှင့်ကံကြီးကံငယ်ဆောင်ခြင်း၄ဘိက္ခုနီဒုသက ဘိက္ခုနေမကိုမေထုံမိဝဲဖြစ်စည်းခြင်းတို့ဖြစ်ပါတယ်။ဒါဟာကိုရင်ပါရာဇိက၄ပါးပဲဖြစ်ပါတယ်။ပေါ်ပြပါကိုရင်ပါရာဇိက၄ပါးထဲမှာတံဝါသထေနကဆိုတာပါတာကြောင့်ဒဂရကမတွေကကိုရင်ကိုယဟန်အမတ်နဲ့မတိလို့ဥစဉ်လို့ခေါ်တဲ့အခါမှာကိုရင်ကကိုရင်ဖြစ်ကြောင်းမဝန်ခံဘဲตายာပြီးတော့ငြိမ်နေမယ်ဆိုရင်တံဝါသထေနက ဖြစ်သွားနိုင်တာကြောင့်ကိုရင်ပါရာဇိကနဲ့ညီဆုံးသွားနိုင်ပါတယ် ို့တော်လည်းပဲမတိလို့ခေါ်တဲ့ဒကာဒကာမတွေမှာတော့ဘာအပြစ်မှမရှိပါဘူးအရှင်ဖရာမာနမင်းဟာဖရာစုပန်ထားသောပုဂ္ဂိုလ်ဆိုတာတကယ်ဟုတ်ပါသလားဖရာတဲ့အရှင်ဥပဂௌဒမထေရဲ့ဆုံးမမှုကြောင့်မာနမင်းဟာတန်ဝေကရပြီးဖရာစုပန်သွားတယ်လို့တချို့ကပြောကြပါတယ်ဖေရဝါရပိဋကတ်တော်မှာအရှင်ဥပဂௌဒမထေဆိုတာမရှိတာကြောင့် အရှင်ဥပဂௌဒမထေရဲ့ဆုံးမမှုကြောင့်မာနမေဟာပန်ဝေကရပြီးဖျားစုပန်သွားတယ်ဆိုတာဟာမဖြစ်နိုင်ပါဘူးเนาะအဲသို့တော်လည်းပဲမာနမေဟာဖျားစုပန်ထားသောပုဂ္ဂိုလ်ဖြစ်ပါတယ်ဘယ်မှာဘသူကို အကြောင်းပြုပြီးဖျားစုပန်ထားတာလဲဆိုရင်မူလပဏာတပါဠိတော်မာရတိသနိယတုံးမှာမာနမေဟာအရှင်မောက်ကလန်ကိုနှောက်ရက်တဲ့အခါမှာအရှင်မောက်ကလန်ကဆွေမျိုးဆက်ပြီးတရားဟောပါတယ် ရှင်မောက်ကလန်ဤတရားဟောပြောမှုကြောင့်မာနမင်းဟာတန်ဝေကရပြီးပါဝကဗောဓိစုကိုမပန်ပဲပမာတန်ဗုဒ္ဓဖျားစုကိုပန်ခဲ့ပါတယ်။ဒါကြောင့်မာနမင်းဟာဖျားစုပန်ထားသောပုဂ္ဂိုလ်ဖြစ်ပါတယ်။